။အဲကျွန်တော်တို့လည်းပေါ့နော်။ဘာလို့ဆိုတော့ဝိညာဏကဒီဒူးဝင်ကြီးဆိုစေုပ်တွေပါဆင်းတဲ့အချိန်မှာကျမတို့ကကျမတို့ရဲ့အလုပ်သမားတွေကိုမေးခိုင်းနေမေးကုန်။အဲဒီမှာနိုင်ငံမှာတမကဖွဲ့လို့ရတယ်လား။တမကဖွဲ့လို့ရှိရင်ဖန်စီတာလေချင်းချောက်တာတွေလုံးပါလားအလုပ်ဖြုတ်တာတွေလုံးပါလားဘာလို့အလိုမေးရလဲဆိုကျမတို့တလျှောက်လုံးတမကဖွဲ့အလုပ်ဖြုတ်ခံရတယ်မိမျိုးစုံတွေခွဲခြားဆက်ဆံခံရတယ် အဲ့ဒီတမကခေါင်းဆောင်တွေကတပုံတပိန်ပဲအပြင်မှာအလုပ်ပြုတ်နေတာဘယ်မှာမှလည်းအလုပ်သွားရှာလို့လည်းမရဘူးပေါ့အဲ့တော့အဲ့မေကိုမေခိုင်းတဲ့ခါကျတော့ဒီကုကြီးကဖြေသွားတာအဖွဲ့လို့ရတာပေါ့ဖွဲ့ပေါ့အပေးတယ်ပေါ့နော် ပြီးတော့လည်းဒီနိုင်ငံတကာမှာလည်းသူတို့တွေပြောတာပေါ့နော်ဒီအဲလိုကိုတုံ့ပြန်တာဒီမီဒီယာမှာဖြေတာတွေကိုဖတ်ရတဲ့ခါကျတော့အော်လွတ်လပ်စွာတင်ပြဖွဲ့ကြည့်ဖွဲ့ကိုအားပေးတယ်လှုပ်လှုပ်ဖို့အတွက်ပေါ့နော်အဲ့လိုသမားတွေကိုအဲ မဖန်စီဘူးလို့ခွင့်ပြုထားတယ်အဲသူတဖြင့်ဒီစစ်မှုထမ်းကိစ္စတွေတောင်မှပဲစက်ရုံကလုံသမားတွေကိုထိခိုက်မှုဆိုတဲ့ပုံစံမျိုးဟိုတချို့ interview တွေမှာဖတ်ရတယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့လည်းအဲဒီအလုပ်သမားတွေကတမကဖွဲ့ဖို့အတွက်သူတို့စူးစမ်းလာတဲ့အခါမှာဩဒါဒီဝင်ကြီးတို့ဝင်ကြီးတို့ကကတိကဝတ်တွေပေးထားတာပဲပေါ့။ဘာမှမဖြစ်တော့ဘူး။ယုံကြည်ခဲ့တယ် ီးလို့ရှိရင်လေကျမဆိုလို့ရှိရင်လေဒါပို့ဖို့လင်းလင်းပြောရလို့ရှိရင်ဒူးဝင်ကြီးတို့ကျမတို့ဆိုတာကဒူးဝင်ကြီးညွန်ချုပ်အချိန်တွေကကျမတို့ကဒီစိတ်ယုံတပိတ်တွေပေါ့နော်ဒီပြဿနာတက်နေတဲ့စိတ်ယုံတွေမှာအတူတူလက်တွဲဖြစ်ရှင်းခဲ့တာပါအာဒီတက်တန်းတွေဆိုတာလည်းမနေတော့ဘူးပေါ့နော် ကျမပါလေအလုပ်သွားဝင်ကြီးဌာနကတိတယ်လို့အလုပ်သွားဝင်ကြီးဌာနကအဲလုပ်သမားတက်မကတွေကိုဘလို့အတုံးချတတ်တယ်ဆိုတာလည်းကျမတို့ကကောင်းကောင်းတော့ချိန်ခဲ့ပါ ဒီဒီချိန်မှာကျွန်တော်တို့ဖန်ဆီးခံရတာကတော့လူကောင်းဝင်ကြီးဘက်ကခုချိန်လေးနှုတ်ဆက်နေရတယ်ပြီးတော့ပြောတဲ့စကားမတည်ဘူးဆိုတာရယ်ကျွန်မထုတ်ပြောချင်တယ်ကျွန်တော်တို့ဟာအာဒီအတင်းပင်းပေါ့နော်အခုကျွန်တော်တို့ကိုအလုံးရှင်ကစွဲထားတဲ့အတင်းအဖွဲဥပဒေနဲ့ကျွန်တော်တို့ကမသွားဘူးအလုံးသမားအာဝင်ကြီးဌာနမှာပဲကျွန်တော်တို့ကဒီတက်မှတ်ကကို register လုပ်ပြီးတော့သွားမှာဒါမဲ့ register အခုလာလုပ်လို့ပြောလို့ကျွန်တော်လုပ်လို့မရဘူးဒါအားလုံးတည်ရယ် ူများလည်းမသိတာလို့ကျောင်းဝန်ကြီးဌာနကသိတယ်သိရမယ်ပေါ့နော်အခုကျမက SC1 ဆိုတဲ့ trade union register သွားလုပ်လို့မရအောင်ကျမကအခြေခံကိုပြည့်အောင်ဖြည့်ရတယ်မြို့နယ်ပြည့်အောင်ဖြည့်ရတယ်တိုင်းပြည့်အောင်ဖြည့်ရတယ်ဒါကို2016ခုနှစ်တည်းကကျမလုပ်နေတာလုပ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းကျမဝန်ကြီးဌာနကို support ထားပြီးသားဝင်ကြီးအခုလက်ရှိဝင်ကြီးကလွဲလို့ပေါ့နော်ကျမဝင်ကြီးတွေအားလုံးကိုလည်းဒီဟာနဲ့ပတ်သက်ပြီးတော့ကျမအာပြောဆိုထားပြီးသားဘာဖြစ်လို့အခုလက်ရှိဝင်ကြီးလဲဆိုတော့ကျမအဖက်ခံရတယ်ဗျာဒီဝင်ကြီးချိန်သွားတာလीနော် အဲဆိုတဲ့ခါကျတော့အဲနောက်တစ်ခုကပေါ့နော်ဟိုကျမတို့ဖန်းစင်မှာရှိခဲ့တဲ့ဝင်ကြီးပေါ့နော်အဲကျမတို့သတင်းပြန်ကြားတော့အဲ့ဒီဝင်ကြီးတွေကိုယ်တိုင်ကိုယ်အားကိုကျမတို့ဘောမှာမလိုလားဘူးပေါ့အဲပြီးလို့ရှိရင်ဒီဦးစီးတွေပေါ့နော်မြို့နယ်မှာရှိနေတဲ့ဒီတမကတွေကိုကင်တွယ်တယ်လို့ကျမညွှန်ကြားမှုဦးစီးဌာနကဦးစီးတွေတိုင်းဦးစီးတွေကနေပြီးတော့အဲဒီအစိုးရအဖွဲ့တွေပေါ့အစိုးရအဖွဲ့ဆိုရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ဒီဘဟုအစိုးရတို့ ਨੇ တွေ့တဲ့အချိန်မှာပေါ့နော်အဲ့လိုကျမတွေ ਨੇ ပတ်သက်တဲ့ တဲ့တင်းတွေကိုပေးတဲ့အခါမှာကျမတို့နဲ့ပတ်သက်တဲ့တင်းတွေကိုဆိုးဆိုးဝါးဝါးတွေပေါ့နော်အဲ့လိုမျိုးပေးတယ်လို့အဲကျမတို့ပြန်သိရတယ်ပေါ့နော်ပြန်ချရတယ်ဒါလည်းအဲ့ဒါဘာလဲဆိုစစ်ကြောရေးမှာကျမတို့အဲ့လိုမျိုးကိုနေမိခံရတယ်အဘယ်စိတ်ယုံမှာဆိုလို့ရှိရင်ဘလို့လဲဘယ်စိတ်ယုံမှာဒါတွေအကုန်လုံးကလုပ်ငန်းရှင်ကချိုးဖောက်တာကိုအလုပ်သမားဝန်ကြီးဌာနဘက်ကနေပြီးတော့အာတိုက်တွယ်ဖို့အားနေခဲ့တာပေါ့အရေးယူမှုအားနေခဲ့တာ အဲ့ဒီအားနေတဲ့အားနေချက်ကဘယ်ကိုလာလဲဆိုတော့တမကတွေဖြိုခွဲတာရယ်ကျမတို့တွေကိုဖန်ဆီးတာရယ်ဖြစ်သွားတယ်ပေါ့အဲ့တော့ကျမကလေကုန်းလေးတူတူပဲကျမအရှိန်ဖြစ်မိရယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာက ြည်တွင်းမှာအလုံသမားတွေအခွင့်အရေးတွေရနေတာလားအလုံသမားတမကလေဖွဲ့စည်းခွင့်ရနေတာလားအဲကျမတို့တွေကဘလို့လှုပ်ရှားနေလဲဆိုတာကိုကျမဒါခြုံငုံမိမယ်လို့ယူဆတယ် WCC ဆိုရင်လည်းဒါကျမဆက်ပြောခြင်းလေခုနကကျမတမကောက်ကိုပြောတာပေါ့နော် WCC ဆိုရင်လည်းကျမဆက်ပြောခြင်းလေ WCC ဆက်အောင် WCC ဆိုတာကတကယ်ဥပဒေနဲ့ညီရ WCC မျိုးဖြစ်မလား အဲ့လိုမျိုးမဟုတ်ဘူး WCC ကိုဖွဲ့ရမယ်ပုံစံရှိတယ်အဲ့လိုမျိုးမဟုတ်ဘူးအလို့ရှင်အလို့ကြဖွဲ့ထား WCC ရေးရှိတယ်ဒါကိုဒီအရဆာပေါ့နော်အလို့သမားရဲ့ဆက်ဆံဥတီဌာနဘက်ကလက်ခံထားတယ်ကျမတို့ပြောတော်လဲလက်ခံခဲ့တယ်မြို့နယ်မှာမြို့နယ်ညှိနှိုင်းဖြန့်ပြီးရေးမှာဆိုလို့ရှိရင်ကျမတို့တွေရဲ့တတ်မှတ်ကလေးကဝင်ရောက်ပါဝင်ခွင့်ကိုစားပြုခွင့်မရှိဘူးအဲ့လိုကိုစားပြုခွင့်ရအောင်လို့ကျမတို့အကြိမ်ကြိမ်စတင်ခဲ့တော်လဲလှစ်လှစ်ရှုတယ်အဲကျွန်တော်တို့ကရွေးပြီးသွားပါပြီတို့ကျမတို့က industry နဲ့ပတ်သက်တဲ့ဆွေးနွေးချက်တွေ ဒီဒီညှိနှိုင်းချက်တွေကို industry ဘက်ကကိုစားမပြုတ်တဲ့အလုပ်သမားကိုစလေဒီကညှိနေတဲ့အတွက်ကြောင့်ကျွန်တော်ကဒါတောက်လုံးပြောခဲ့တယ်တော်တော်လည်းမရဘူးပေါ့အဲ့တော့ union ကကျွန်မစောပိုင်းကပြောပြီးသွားပြီးအခု WCC နဲ့ပတ်သက်လို့ပြောလို့ရှိရင်စက်ရုံတဲမှာကျွန်မတို့ရဲ့ကိုစားပြုတ်ခွင့်အမှန်ကန်နေရှိမနေဘူးမြို့နယ်ညှိနှိုင်းဖြန့်ဖြေးရေးခုံသမားကြီးခုံကောင်စီမှာအလုပ်သမားရဲ့ဒီ ကိုစားပြုတ်ခွင့်နေတာအပြည့်ပြည့်ဝဝရှိမနေဘူးပေါ့ခုံသမားကြီးခုံကောင်ကြီးဆိုလို့ရှိရင်လည်းဒါ CDUN တို့ MNC ရဲ့တော့ trap attack ကနေထွက်သွားတဲ့အတွက်ကြောင့်မလို့အခုဘလို့တွေစခန်းသွားနေလဲတော့ကျမတို့မသိဘူးပေါ့နော်ကျမတို့ကလည်းခုနကဒီညှိနှိုင်းပြန်ပြီးရန်တရားကိုတော့တိတ်အသုံးမပြုဘူးဟိုအလားရတို့အလားညတို့ပေါ့နော်ဒီဖူလုံရေးတို့အဲ့လိုမျိုးတောက်တိုင်းရရေးယူလို့ရတဲ့ဘက်ကိုပဲကျမတို့အားတန်တယ်အဲ့တော့တွေးရတာကတော့ခုနကကျမမြင်ရတဲ့လောက်ကအလားဆောက်ကိုသွားတယ်ခုနကညှိနှိုင်းပြန်ပြီးကိုသွားတဲ့ဟာက ဒီနေ့ပြန်ပြေးပြီးလို့ရှိရင်ခုံသမားကြီးခုံကောင်စီကိုတွားတာတိတ်မတွေ့ရပဲနဲ့ပေါင်းဆက်ဆိုပြီးတော့တိုင်းအားလိုက်ညယုံကိုခေါ်ပြီးတော့အဲ့လိုတိုင်းဦးစီးတွေကနေပြီးတော့ဟိုလိုလောက်ပါလားဒီလိုလောက်ပါလားဆိုအမိတ်နဲ့ချလိုက်တာကိုတော့ကျွန်တော်တို့မြင်နေရတယ်ပေါ့အောက်ခြေကဒီမြို့နယ်ဦးစီးမှုတို့တိုင်းဦးစီးမှုတို့ညွန့်ချုပ်လေပဲလောက်ဒီကလိန်ထားတာဖြစ်မှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဒီဝင်ကြီးနှစ်ယောက်ရဲ့အရှိဝင်ကြီးတယောက်စီပေါ့ဘာတော့ကကျွန်တော်တို့တပိတ်တမက်ကဖြိုခိုင်းရတယ် ဖြိုခမ်းရတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးအရေးယူဖို့အတွက်ကျမတို့ဝင်းကြီးစီကိုဘိုင်နိုင်းတက်ပြီးစားနေတောင်ပို့တယ်။ပို့တဲ့ဟာကိုဝင်းကြီးကအဲ့ဆောင်မရဘူး။အရေးယူမှုမလုပ်ဘူး။မလုပ်တဲ့ခါကျတော့ဘာဖြစ်လို့အရေးယူမှုမလုပ်တာလဲဆိုတာမျိုးကျမတို့ကပြန်ပြီးတော့ဒီ follow up လုပ်တဲ့ခါကျတော့ဝင်းကြီးကအဲ့ဒါကိုသိမိတယ်။ဝင်းကြီးစီကိုလိမ့်မှုလေဒါပေမဲ့ဝင်းကြီးကသိမိနေတယ်။အဲ့တော့ဟိုလုံသောဝင်းကြီးဌာနမှာအဘသူကအခေရလဲဘသူကအာနာကိုကင်ပြီးတော့အသုံးပြုနေရလဲပေါ့နော်ပြီးရင်လဲဝင်းကြီးတယောက်ကို 6လောက်တနေ့ဆိုဝင်းကြီးတောက်ပြောင်းသွားပြန်ပြောင်းသွားမယ်ဆိုကျွန်တော်တို့ live မမီရောဘောနော်လုံသောဝင်းကြီးဌာနရဲ့ဒီလုပ်ငန်းစဉ်တွေလုပ်နေတာတွေဒီပြောဆိုတာတွေတို့ကျွန်တော်တို့အနေနဲ့อ่ะอืมတိတ်ပြီးတော့အခုအဖက်ခံရလိုက်တဲ့အချိန်မှာပို့တိသွားတာပေါ့နော်ဘာလို့တာဝန်ယူမှုမရှိပါလားပေါ့ဘာလို့ဆိုကျွန်တော်တို့ကဒီလိုမျိုးတမကတွေဖွဲ့နေပါတယ်ဆိုတာကိုဝင်းကြီးဌာနတစ်ခုလုံးသိပါရင်းနဲ့တကယ်တော့ကျွန်တော်တို့ဖန်ခံရတဲ့အချိန်မှာအတန်တိတ်နေရေပေါ့နော် အတန်တိုက်တဲ့ပြင်ကိုအလုံးအလုံးရှင်ကတရားတရားရုံးမှာဖာပြောလဲဆိုရင်ကျွန်မတို့တရားဆွဲဖို့လူသွောင်းဝန်ကြီးဌာနကစာချပေးလိုက်တဲ့ဆိုတဲ့အဆင့်ထီတောင်သူပြောတယ် yes ခန်းမှာလည်းနေပြည်တော်ကနေပြီးဆင်းလာမယ်အဲဒီ SAUN အဖွဲ့သားတွေကိုတရားဆွဲမယ်ဆိုရင်စကားအတန်တွေတွင်တွင်ကျကျပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုချိန်ထိတော့လာပြီးတရားဆွဲတာမရှိသေးဘူးကျွန်မကလည်းစောင့်နေပါတယ်ဝန်ကြီးဌာနကဆွဲရင်ကျွန်မကအဆွဲခံမယ်တရားရုံးမှာပဲကျွန်မကမျက်နှာချင်းဆိုင်မေးကြည့်ချင်တာဘလို့လဲပေါ့နော်ဒီလွတ်လပ်စွာတင်မင်းဖွဲ့စည်းကွင်းကိုအလုံသောဝန်ကြီးဌာနကဘလို့ definition ဖွင့်ထားတာလဲ ဘလို့တတ်မှတ်တာလဲဘယ် level အထိဟိုမှလွတ်စာသမင်းဖွဲ့စည်းခွင့်လို့ခေါ်ပါလဲဆိုတာမျိုးကိုကျမကလည်းမေးကြည့်ချင်တာဆွဲခဲ့မယ်ဆိုရင်ပေါ့အခုချိန်ထိတော့မဆွဲသေးဘူးဒါပေမဲ့အဲမြေပြင်နဲ့ဘလို့အလန်းกว่าလဲဆိုတာတော့ကျမကတော့အဲ့လိုပဲတုံတိုက်ကြည့်တယ်အောက်ကလိန်ထားလို့အပေါ်ကမသိတာပေါ့တကယ်တော့ policy maker တွေကအောက်ကလိန်ခံရတာပဲလေတကယ်တမ်းပြင်မှာထွက်ပြီးတော့နိုင်ငံတကာကိုပြောနေတဲ့အချိန်မှာအာဂတိကဝိတ်တွေပေးနေပြီမဲ့ဂတိကဝိတ်တွေပေးနေပြီမဲ့တကယ်တမ်းကျတော့ ဲ့လိုအချိန်နေမဟုတ်ဘူးဒါကြောင့်လေ article 33နဲ့နိုင်ငံကိုအရေးယူမယ်လို့ပြောလာတဲ့အချိန်မှာအလို့တပောင်းဝန်ကြီးတယောက်ကထွက်ပြောတယ်လေမဟုတ်ပါဘူးဒါတွေကဘာမှမထိခိုက်ပါဘူးဆိုတာမျိုးပေါ့အားလုံးကအာ article 33ကျမတို့တော့မှာ article 33နဲ့ session လုပ်မယ်ဆိုတာမျိုးကိုလုံသမားတွေဘလို့ထိနိုင်နေပါဖြစ်နိုင်နေကျမတို့ကမြေပြင်မှာ on နေတဲ့အချိန်မှာလုံသမားဝန်ကြီးကဘာမှဖြစ်ပါဘူးလို့တုံ့ပြန်တာမျိုးတွေကျမတို့တွေ့ရတယ်ပေါ့နော်အဲ့တော့လုံသမားဝန်ကြီးကဘယ်အချက်လဲဘယ်ကိန်းကိန်းနဲ့မှမူတီဗီဒါတွေပြောတာလဲဆိုတော့ကျမတို့မသိဘူးရှင့် အဲ့လိုတော့မယူဆအောင်ရှင့်အဲကျမတို့တိရတလောက်ကပေါ့နော်အလို EU ဘက်က EU ရဲ့ American Japan UNACR ပေါ့နော်ဒီအဖွဲ့တွေကနေပြီးတော့ဒီလက်ရှိဟိုဘယ်လိုလဲ commission လားဘာဘာလဲအခုတော့ပြောင်းလိုက်တဲ့အဖွဲ့ပေါ့နော်အဲ့ဒီဖွဲ့နေစကားသွားပြောတာလေနောက်ဒီသက်ဆိုင်ရာဟိုဒီဝင်းကြီးထားတာနေစကားပြောတယ်လို့ကျမတို့သိရတယ်ကျမတို့ကိုလည်းစကားလူကြုံပို့ပေးတယ်ပေါ့နော်ဒီကျမတို့ရဲ့ဒီရှင်းနေစရာတစင်ရောမိသားစုစရာတစင်ရော နောက်ဒီစိတ်ချယုံကြည်ရတဲ့လူတွေကစင်ရောသူတို့ဘယ်လိုစူးစမ်းရလဲဘာလုပ်တယ်ဘယ်သူတွေနဲ့တွေ့တယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်အဲပြောတဲ့ခါကျတော့သူတို့ကအစူးစမ်းပေးတယ်လို့ပဲကျွန်မယုံကြည်တယ်ပြီးတဲ့ခါကျလို့ရှိရင်လည်းကျွန်မစတင်ဖန်ဆီးခံရခြင်းအနေပြီးတော့အခုလွမြောက်လာတဲ့ယခုအချိန်ထိပဲပေါ့နော်၉ရောက်ကြန်နေသေးတဲ့အချိန်ထိကိုတောက်လျှောက်ဒီဇိုင်းမဲ့မဲ့ဒီတွေးဆညွှန်ပြမှုကိုပြတာတဲ့ကျမတို့ရဲ့မိဖက်အဖွဲ့အစည်းတွေပေါ့နော် international အဖွဲ့တွေရောဟိုကအတန်နေရာ တစုံတစ်ခုအတိုင်းအတာတိထိရောက်မယ်လို့ထင်တယ်နောက်တစ်ခါ ILO ပေါ့နော်ဒီဒီချိန်မှာကျမတို့ဖန်ဆီးခံရတဲ့ချိန်မှာ ILO ကကျမတို့အတွက်တော်တော်ချေချေလောင်လောင်ပြောခဲ့တယ်ပေါ့နော်အရှိပိုင်းမှာတော့ ILO ကအဲကျမတို့တွေနဲ့တိတ်မီးဆက်မှုမရှိဘူးပေါ့နော်အဲကျမတို့ဖန်ဆီးခံရတာပဲဖြစ်ဖြစ်အဲလို့ကျမခွင့်ရချိုးပေါက်ခံနေရတာပဲဖြစ်ဖြစ်ပါအဲလို့ကကျမတို့ကိုအရေးတူမေးလာမြန်တာတွေမရှိခဲ့ဘူးပေါ့အခုဒီချိန်ကျမတို့ဒီ SUV ကတရုံလုံးကြီးပါဖန်ဆန်ရတဲ့ချိန်မှာတော့ ကျမတို့ရဲ့တမက်ကတွေကလည်းအဲဒီ ILO ကိုဆက်သွယ်ပြီးတော့ပေါ့နော်။ ILO ကသူတို့တည်ထားတာကတော့အလို့သူတို့တမက်ကတွေအခုလိုမျိုးလုတ်ခံရတယ်ဆိုလို့ရှိရင် ILO ကနေမှာမဟုတ်ဘူးဆိုတဲ့စိတ်ကျမတို့တမက်ကတွေရဲ့ရှင်ထဲမှာရှိတယ်။ရှိတဲ့ခါကျတော့သူတို့က ILO ဘာမှမလုပ်ဘူးလား။အချက်လက်တွေကဒီလိုပဲပေါ့နော်။အဲ့ဒီချိန်မှာတနေ့တည်းမှာပဲဒီစစ်မှုထမ်းနဲ့ဖန်ခန့်သွားတဲ့ခလီတယောက်လည်းရှိရဲ။နောက်ကျန်တဲ့အဲဒီမျိုးနဲ့အဖွဲ့ဝင်နှစ်ယောက်ကလည်းအဲ့လိုမျိုးပဲဝင်လာလို့သူတို့ထပ်တင်းဆောင်ရရရှိရဲ။ဒါနဲ့ပတ်သက်ပြီးသူတို့တွေက ဟာပြောကြဆိုကြတာရှိတဲ့ခါကျတော့ ILO ကတော့အခုတချိန်ကျမတို့အဖမ်းခံရတဲ့ကိစ္စမှာတကယ်ထဲထဲဝင်ဝင်ကိုဟိုထိထိတွေ့ဆက်ဆံမှုရှိတယ်ပေါ့နော် ပြီးတော့လည်းအဲကျမတို့အတွက်သူတို့ကောင်းကောင်းဒီအဲ့လိုမျိုးဟိုမိကိုနေမေးတယ်လှုပ်ပေးတယ်ဆိုတာမျိုးပြောပါတယ်ရှင့်ဟောလုံးဝရက်သွားတာပေါ့လုံးဝရက်သွားတယ်အလုတ်တွေရက်သွားတာဘာလို့အလုတ်ကို run နေတဲ့လူတွေကိုဖမ်းတာ哦ဆိုတဲ့ခါကျတော့တမကကြီးအလုတ်လာလို့အလုတ်ဒီအလုတ်တွေဆက်လုပ်ဖို့ကြတော့ရုံးနေပိတ်ထားတယ် ရုံးနေပိတ်ထားတယ်ပြီးတော့ရုံးနေပိတ်ထားတဲ့အပြင်မှာကျမတို့အသုံးပြုတဲ့ပစ္စည်းတွေပေါ့နော်ဒီမှာလက်တော်တို့နောက်တခြားပေါ့နော်ဒီငွေကြေးရအစားအလုံးကပြတ်သွားတဲ့အခါကျတော့အာကျမတို့မှာကျမရဲစခန်းကိုရောက်တာနှစ်ပတ်လောက်ပေါ့နှစ်ပတ်လောက်အကြာအထိကိုကျမတို့တွေကလုံးဝကတ်တောက်လုံးခံတာအဲကျမရဲစခန်းကိုရောက်လာတဲ့အခါမှာကျပထမဆုံးကျမတမက်ကလေးကိုခေါ်တယ်ခေါ်ပြီးလို့ရှိရင် ဘသူကပိတ်တာလဲမေးပါပေါ့နော်မင်းတို့ကတရားဝင်တမကဖြစ်တယ်ကျမရုံမှာစိုက်မုတ်တင်ထားတာလဲမြို့နယ်စိုက်မုတ်တင်ထားတယ်ပေါ့နော်ဒါကိုလဲမေဒီနေညမှာခရိုင်မြို့နယ်မှုမြို့နယ်မြို့ရဲတပ်ဖွဲ့မှုတွေလာတဲ့ချိန်မှာကျမတိတိကျရှင်းပြထားပြီးသားဖြစ်တယ်ပုံစံခုနေလဲအကုန်လုံးပြထားပြီးသားဖြစ်တယ်ဒီရုံဒီတမကရုံဖြစ်တယ်ဒီရုံရဲ့ process ကဒါကိုလဲပတ်နေတာ SUN ဆိုတာကိုဒီနေရာမှာလာမရှာနေမရှိဘူးပေါ့နော်ဒီနေရာမှာ SUN လုံးလုံးနေတာမရှိဘူးကျမတို့ကအငင်းပွားမှုတွေကိုလဲဘယ်အငင်းပွားမှုမှာ SUN အမြီခံပြီးတော့ဖြည့်ဆင်းတာမရှိဘူး မြို့နယ်ဒီအထက်ချုပ်အဖွဲ့ကသာနေတာဝန်ယူပြီးတော့သူကဖြည့်ရှင်းတာအဲ့တော့မင်းတို့ကဘသူကပိတ်တာလဲတော့ယူသွားတာဘသူလဲဒီရုံကပစ္စည်းတွေကိုယူသွားတာဘသူလဲကျမကကြာတော့အိမ်မှာဖမ်းခံရတာဖြစ်လို့ကြောင်းလို့အိမ်မှာကျမနဲ့ကျမနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုယူသွားတာပဲကျမကသိတာအဲ့ယုံပစ္စည်းတွေအဲ့လိုမျိုးအကုန်လုံးမလာတာကိုကျမမသိဘူးယုံယူဒီတိုင်းထားခဲ့တာကိုကျမမသိဘူးပေါ့နော်ယုံတကားတွေတောက်ခတ်တာ ကျွန်မဘာမှမသိဘူးအဲ့ခါကျတော့မှသူတို့ဘက်ကပြောတယ်သူတို့ကိုဒါလေဒါလေတားဆီးတယ်စိတ်ယုံလေးကိုဝင်ပြီးတော့တမကကလေအမီစင်းကိုအလားညာဦးစီးကိုတိုင်ကနေပြီးတော့အဲ့ရှာလေးလက်ထဲကိုပေးတယ်စစ်တယ်အဲ့တော့ဘယ်တမကကပြိုသွားပြီဘယ်တမကကပြိုသွားပြီဘယ်တမကကတော့ထွက်ပြီးအဲ့လိုမျိုးတွေပြန်ကြားတယ်ကျွန်မကျွန်မအယံအော်တယ်ဒီလားအယံအော်ပြီးတော့ဒါဆိုလို့ရှင်ဘာလုပ်မှလဲအဲအဲ့တော့ SC1 မြေပြင်မှာလုံးဝရက်တည်လို့မရတော့ဘူးလားအဲ့တော့ဒီအထည်ချုပ်မျိုးနဲ့တမကကဆိုရင်ပုံစံခုံကိုပြန်အပ်လိုက်တော့ဘာမှလုပ်ခွင့်မရှိတော့ဘူးဆိုပြန်အပ်လိုက်တော့ ဥမာ G1 ဆက်တက်မကကိုဖြိုးလဲဆို G1 ဆက်တက်မကကသွားတက်မကပုံစံကိုပြန်အဲလိုက်မလုပ်တော့ဘူးဆိုပြီးတော့ဆိုတော့သူကဘာပြန်ပြောလဲဆိုတော့သူကအဲ့လိုမျိုးလူချင်တာတဲ့အဲ့တော့အဲ့လိုမျိုးကိုသူကအလုံသောဝန်ကြီးဌာနကိုဒီတက်မဆက်ယုံကြီးရတယ်အဲ့လိုစာတင်တယ်လို့သူတို့ကပြောတယ်ဒီမှာလူမရှိတော့ဘူးပေါ့တက်မကတွေမှာလူမရှိတော့ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီတက်မကတွေကိုပြန်အပ်တို့ပါလို့သူကရှင်းရှင်းပြောလို့ရှိရင်မြေပေါ်မှာအလုံးမလုံးစီချင်တော့တဲ့တဘောပေါ့ဆိုတော့လူသမားတွေကမအပ်ဘူးတက်မကတွေကတင်းခံတယ်တယောက်ပဲရှိရှိသူတို့နေမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မှာနမူနာတစ်ခုရှိတယ်ကီရစ်သမက်ကဖွဲ့တဲ့အချိန်မှာကီရစ်သမက်ကဥက္ကဋ္ဌက GDIG4 မှာ GDIG4 အဖွဲ့ဝင်ဗာ Union 2မှာသူဥက္ကဋ္ဌအဲ့ခါကျတော့ဘာပြောလဲဆိုတော့မင်းအဲ့ဥက္ကဋ္ဌထွက်ရမယ်တဲ့တကယ်တော့အဲ့ဆိုင်ကပိတ်သွားပြီပေါ့နော်မင်းဥက္ကဋ္ဌထွက်ရမယ်ဒီမှာဥက္ကဋ္ဌလုံးလို့မရဘူးဆိုပြီးအဲ့တော့ကတော့ကျမတို့ကညစ်တယ်လို့မထင်ခဲ့ဘူးပေါ့နော်အော်ဒါက process ပဲလို့ထင်ပြီးတော့သူတို့ကလုပ်ပေးခဲ့တယ်အခုကျတော့မှဒါညစ်တာတစ်ခုပါလားပေါ့ဒီလူဥက္ကဋ္ဌဖြစ်ဖို့ကိုဒါနဲ့လာကန့်တာပေါ့ အခုလည်းဒီတိုင်းပဲလူပြည့်လားမပြည့်ဘူးလားဆိုတာမျိုးစက်ရုံလေးကိုဝင်ပြီးတော့အလားညာဦးစည်းကိုတိုင်းကဒီမျိုးနဲ့မှတ်ဖို့လေအရာရှိကိုတိုင်းကားကိုဦးဆောင်ပြီးတော့လှုပ်ပေးနေတယ်ဆိုမှတော့ဒီတပ်မကတွေကဘလို့လှုပ်ပြီးမြေပြင်မှာရက်တီလို့ရှာတော့မှာလေကျွန်မပြောချင်တာလေအဲကြောင့်ထိုးတနေ့ရတော့ဥက္ကမအောင်ရပြောတယ်တပ်မကတွေရတယ်အရင်အားကောင်းတယ်လူတရာမှာ လူတစ်ထောင်မှာ100လောက်ကတမက်ကရှိတယ်80ရာခိုင်နှုန်းကတမက်ကပဲကျွန်တော်တို့ကတမက်ကလည်းအလုံးလုံးတယ်ဆိုတော့ तू ဘလို့တမက်ကတွေဖွဲ့ပြီးဘလို့အလုံးလုံးလဲဆိုတော့ကျမတို့ကတော်တော်စဉ်းစားစရာဖြစ်နေပြီမြေပြင်မှာတော့ကျမတို့တမက်ကတွေကခက်ရုံတရုံမှာလူတစ်ထောင်လောက်ရှိတော့တယောက်ကရှိဖို့တော်တော်ခက်ခဲပဲ EC တွေအကုန်လုံးကိုဖြုတ်တယ်နော်အခုအချိန်မှာလက်ငါးချောင်းတော့မပြေတော့ဘူးကျမတို့ကအဲ့တော့ SUV ဘလို့ရက်တည်မလဲဘာလုံးမလဲဘာမှလုံးလို့မရဘူးဘလို့မှရက်တည်လို့မရဘူး တရားဝင်ပုံစံခွန်အလုပ်ကောင်းဝင်ဌာနကချထားပေးတယ်မြို့နယ်အဖွဲ့တော်မှာဥက္ကဋ္ဌထွက်ပြေးနေရတယ်အတွေ့အမှုကိုစစ်မှုထမ်းခေါ်ထားတယ်နောက်တစ်ခါနောက်ထပ် EC တယောက်ကိုလိုက်ဖမ်းလို့ထွက်ပြေးနေရတယ်အဲ့တော့ဘာလုပ်မလဲပေါ့အဲ့တော့ဒီ owner ချုပ်ကအမျိုးသမီးတွေပဲကြံနေခဲ့ပြီးတော့ရုံးမှာအဲရုံးဆောင်စက်နေမယ်နေရတော့မှလာပေါ့တကယ်အရွယ်ကောင်းတွေအလုံးမလုံးရတော့ဘူးလားတမကလို့ကိုမလုံးရတော့ဘူးလားလို့ပဲကျွန်မမေးကိုမေးရတော့မလို့ဖြစ်နေတယ်တမကရဲ့အတွင်မှုသူဒီ G1 ဆန်းနဲ့ဒီ GDI 5မှာအလုံးလုတ်ခဲ့တယ်အဲ့တော့အဲ့ဒီမှာ ် UN ဆက်မှာလည်းသူကတမက EC ရဲ့မှာပါတယ်အလုတ်ဖြုတ်ထားတယ်အဲ့ဒီအတွက်လဲကျမတို့ကတရားရင်ဆိုင်မှုအတွက်ကိုဟိုတကယ်တော့တမကဖြုတ်ခွဲမှုနဲ့ကျမတို့ကလုံငန်းရှင်ကိုတရားဆွဲခိုင်းတာအဲ့တော့ဘယ်တော့မှဝန်ကြီးဌာနကဒီလုံငန်းရှင်ကိုတရားဆွဲဖို့ဆိုတဲ့ဟာမျိုးကိုခွင့်မပြုဘူးအလုံငန်းရှင်ကသာအလုတ်သမားကိုတရားဆွဲဖို့အတွက်ဝန်ကြီးဌာနကထောက်ခံချက်ပေးတာအဲ့တော့ကျမတို့ကလည်းပြောရတော့မယ်ပေါ့နော်အခုချိန်မှာဝန်ကြီးဌာနဝန်ကြီးဌာနကဘာလုံးမှာလဲအလုတ်သမားဝန်ကြီးဌာနလားအလုတ်ရှင်ဝန်ကြီးဌာနလား အလုံသမားတွေကိုဒုက္ခပေးဖို့အတွက်ကိုဝိညာဏဆိုတဲ့ဟာတခုဖွင့်ထားတာလားမိကိုမေးရတော့မယ်အဲ့တော့ခုနကစစ်မှုထမ်းနဲ့ခေါ်သွားတဲ့တယောက်ကအခြေခံမှာလဲ तू ကပါတယ် EC အနေနဲ့တမကမြို့နယ်မှာလဲ तू အတွင်းမှုအနေနဲ့ပါတယ်ကျွန်မအဖမ်းခံရလဲနေပါပဲတပြိုင်နက်တည်းသူ့အိမ်ကိုဝင်ပြီးတော့ဖမ်းတယ်ဘာလုပ်တာလဲဆိုတော့စစ်မှုထမ်းခေါ်လာတာဆိုပြီးခေါ်သွားတယ်တကယ်တော့ကျွန်မတို့စီကိုရောက်မလာဘူးဆိုတော့ကျွန်မကစစ်မှုထမ်းဆိုတာလဲ तू ဥပဒေရှိရဲ့ तू ဥပဒေနဲ့အညီပဲဒီစင့်ခေါ်လောက်ရတာလေမဟုတ်ဘူးဒါပေမဲ့မြို့နယ်မှာကတော့အခုအချိန်မှာ SUV နဲ့ပတ်သက်လာရင်လှုပ်ချင်တာလှုပ်မယ်ဆိုတော့ 哎、那你他没有对呀。